အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါအာနီစတိုရဲ့ Liverpool အသင်းကဒါအခုလက်ရှိ London Derby ပွဲအဖြစ်အဝေးကွင်းလာကန်တဲ့အချိန်မှာ Brentford ကို ထပ်ပြီးတော့ရှုံးပွဲတွေ့လို့သူတို့လည်း back to back စတိုက်ရှုံးနေ Man United ကတော့ခြေစွမ်းထပ်နေပြီးတော့ကစားရခတ်ပြီးသူတို့အမြဲယုံကန်ရတဲ့ Brighton ကိုအိမ်ပွဲမှာနိုင်တယ်။ Chelsea ကလည်းအိမ်ပွဲမှာ Sunderland ကိုလုံးဝ surprise နဲ့ရှုံးပွဲတွေ့သွားခဲ့ပြီးတော့ Newcastle United အသင်းက Fulham ကိုအိမ်ပွဲမှာနိုင်ပွဲရတယ်။ဆိုတော့ကျွန်တော်တို့စနေနေ့မှာကစားခဲ့တဲ့ပွဲတွေကမှာလုံးဝ surprise ပွဲတွေအများကြီးဖြစ်ခဲ့တယ်ဆိုတော့ပထမဆုံးပွဲ Chelsea Chelsea ကဒီပွဲမှာ Chelsea ကစားဖို့တော်တော်လေး struggle ဖြစ်တယ် Chelsea ပုံစံကကျွန်တော်အမြဲအမှန်ရခတ်တဲ့ပုံစံပဲသူတို့အရန်ကောင်းမယ်လို့ထင်လိုက်နောက်တစ်ပွဲကျရင်ပြန်ပြီးခြေပြကျသွားလိုက်မထင်မှတ်ပဲပွဲမှာပြန်ရှုံးလိုက်ဒါတကယ်ခက်ခဲတဲ့ပွဲတကယ်ဆိုရင်အိမ်ကွေးမှာလီဗာပူးတောင်သူတို့နိုင်တယ်ဒါပေမဲ့မထင်မှတ်ပဲနဲ့ဒါပဲလစ်ကိုတည်ကြတယ်ဒါအခုထပ်ပြီးတော့ Brighton ကိုသူတို့တယောက်ယောက်နဲ့ရှုံးပြီးတော့အခုအိမ်ဝဲမှာပါထပ်ပြီးအပတ်ရောပြီးတော့ Sunderland ကိုအနိုင်ရဖို့တိုက်ရင်အဆုံးသတ်မှာတမတ်မှမရဘဲ ဒါအိမ်ကွင်းမှာရှုပ်ပွဲတွေ့သွားတယ်ရစီကတိုက်စစ်ပိုင်းတွဲ drop patrol နဲ့ဒါတစ်ဖက်ကမာဂီကိုထားပြီးတော့မှဒါအကွင်းလည်းအပြောင်းလဲမရှိဘဲနဲ့ကစားတယ်ဒါပွဲအစ၄မိနစ်မှာပဲအလဟန်ဒိုကာနာချိုကဥဆောင်ကိုစတွင်းတယ်ဆိုတော့ကာနာချိုအတွက်ချက်စီရဲ့ open account ဖွင့်သွားပြီးတော့ချက်စီကိုသူအေးစစ်ဖြစ်မယ်လို့တွက်ထားပြီးမှမတိမပဲနဲ့ချက်စီကချက်ချင်းပဲကိုပြန်ပေးရတယ်ပထမပိုင်းမှာဒါဘယ်လိုပြောမလဲ Wilson ဒါ Isel Dawes ကခြေပါဖို့တကူပြန်ခြေလို့ဝမ်ဝမ်ဖြစ်သွားတယ်ဂိမ်းကအဲ့မှာစပြီးတော့ဒါတိတ်မခေါဒုတိယပိုင်းမှာ Chelsea ပြဿနာကလုံးဝမတိုက်နိုင်ဘူးဗျဘလုံးတွေကင်ထားတာမရှိသေးဘလုံးတွေကင်ထားတဲ့ white position တွေကဖောက်တယ်နတ်တူကသွားလာကြာကျွန်မဒီနေရာမှာနီးပြားကအလဟန်ဒူကာနာချုပ်ကိုထုတ်ပြီးတော့သူက Esteban နဲ့ထည့်ပြီးတော့အပြောင်းလဲလုပ်တယ်နောက်ပိုင်းပွဲပြီးကနေဒီမှာဆိုရင် Jimmy Gettins Gettins တောင်းဝင်လာခဲ့တယ်ဒါပေမဲ့အပြောင်းလဲတွေသူဘာမှအလုပ်မဖြစ်ဘူး စန္ဒလန်ကဘာမှမလုပ်ဘူးလောင်းဘိုးတွေတင်နေပြီးတယ်လောင်းဘိုးတွေတင်နေပြီးတယ်အဓိကချဲစီခန်စီရဲ့မတီချိန်တဲ့အပိုင်းကိုသူတို့ကောင်းကောင်းနားလေဆိုတော့သူတို့မှာသူဘောလုံးတွေဆွဲထွက်ပြီးတော့စန္ဒလန်ကွင်းလေရှင်နိုင်ဖို့မရှိဘူးဒါပေမဲ့ဂရနိတ်ဂျက်ကာတို့ဥဆောင်တဲ့စန္ဒလန်အသင်းကအဲ့လောင်းဘိုးပုံစံနဲ့ဂျက်ကာကိုတိုင်အပိုင်ရတဲ့ချန်စလုံးရှိတယ်ပွဲပီးကန်ဒီမှာလူစားဝင်လာတဲ့ဘိုဘီကလည်းအဲ့လိုပဲလောင်းဘိုးချပေးတဲ့အချိန် injury time ပေးတဲ့အချိန်မှာချဲစီဘက်ကကိုရဖို့တိုက်နေရင်လောင်းဘိုးပေးရပြီးတော့မှဒါထယ်ဘီက ဒီဘော်ဘီပေးတဲ့လုံးကနေ93မိနစ်မှာဆန်ဒလန်အတွက်ဂိုးသွင်းခဲ့ပြီးတော့ဆန်ဒလန်ကချက်စီကိုလုံးဝ surprise နေနဲ့နိုင်ပွဲရတယ်ဆန်ဒလန်ကအဲ့နိုင်ပွဲကြောင့် Premier League မှာရမှတ်16မိနစ်ဒုတိယနေရာထိတက်လာခဲ့ပြီးတော့ချက်စီကတော့လုံးဝမထင်မပေးနဲ့အိမ်ကွင်းမှာအနိုင်ရဖို့ကြိုးပမ်းရင်းနဲ့ရှုံးပွဲတွေ့သွားခဲ့တယ်ဒီနေရာမှာ ဒါ Manchester United အသင်းကအင်ကွင်းမှာသူတို့ Brighton ကိုနိုင်နေ။ So Brighton ဟာ Man United ကိုအင်ကွင်းမှာအမြဲတမ်းဒုက္ခပေးတယ်။ Back to back သုံးပွဲသက်သက်ရှုံးနေသူတို့အမြဲတမ်းရုန်းကန်ရတဲ့ဒီအသင်းကဒီနေ့ပွဲမှာတောက်လျှောက်ကို United က pressure ပေးထားတယ်။ Man United ကစားဖို့ကောင်းတယ်။ပထမပိုင်းမှာကစားတာမဆိုးဘူး။ဒါပေမဲ့သူတို့လိုချင်တဲ့ဂိုးတွေရတယ်။ဒုတိယပိုင်းမှာတော့ Brian Ambuemo ကုညာတို့ရဲ့တိုက်စစ်တွေပိုအလုပ်ဖြစ်တယ်။ Brighton ကလည်း Manchester United ကစားအားချတဲ့အချိန်မှာသူတို့ပြန်လာနိုင်မဲ့ comeback ထိ chance တွေရတယ်။ အဲ့ campus ကနေသူတို့33တောင်ဖြစ်သွားဖို့လုံနေတဲ့အချိန်မှာအမွေးမိုးချီရန်ပြသွားလို့ United နောက်ဆုံးမှာတပင်းချတယ်။မာ United ကဒီပွဲနဲ့ပတ်သက်လို့ရှိရင်ဘာလဲဆိုသူတို့ game management ဘိုင်းတွေတချို့ဘိုင်းတွေသတိထားရမယ်။အဲ့ game management က United ရဲ့အဓိကသရဖြစ်နိုင်တယ်။ကစားပုံကောင်းတာမှန်တယ်။ဒါပေမဲ့ပထမပိုင်းမှာကုညာတွင်းလိုက်တဲ့လို့ဆိုကက်ဆမီတို့ပေးလိုက်တာအားလေးပေးတယ်။ထိန်းနဲ့ထားနဲ့ဒေါင်းနဲ့ကိုဖြတ်ကန်တယ်။အဲ့ဒါကုညာရဲ့ signature ပဲ။အဲ့ကနေကိုတွင်းနဲ့34မှာ ကာကာလိုကက်ဆမီရိုကသူကန်လိုက်တယ်လို့ slightly flat ဖြစ်သွားတယ်ဂိုးရတယ်2-0လာဖြစ်တယ်အေးဆေးဆေးပဲ game က comfortable brighton ကို half shot လောက်ပဲပေးတာ united က easy control လုပ်ထားတယ်အဲ့နေရာမှာ60မိနစ်မှာ61မိနစ်မှာ sesco ပေးတဲ့အလုံးကနေဒါအံပွေးမှုတွင်းလိုက်တဲ့အလုံးက quality ပြထိတဲ့ tense ရဲ့တောင်းတဲ့ကိုဖြတ်ကန်တယ်လုံးဝမတတ်နိုင်ဘူးဒီချိန်ထိ3-0ဆိုတော့ကျွန်တော်တို့ brighton ပြန်မလာဘူးလို့ကျွန်တော်တွက်လိုက်တာဒါဘီမဲ့ manchester united ကမှနီးပြားကဒါ surprise နေတယ်လူပြောင်းနေလို့တဲ့ ဘယ်လိုပြောတုံးကိုပြတ်ပြီးအချိန်မှာလူရှော်နေရာမှာအဲဘယ်လိုပြောမလဲ Eden Heaven ဝင်လာတယ်နောက်ပိုင်းမှာ Casemiro နေရာမှာ Kobe Mainu ဝင်တယ်ဒေါကူက Diallo နေရာမှာဝင်ပြီးတော့အပြောင်းလဲလေလုပ်တယ်နောက်ပိုင်းမှာကုညာကိုထုတ် Ugadi ဝင် ပြီးတော့မှ sexy က sex score မှာဝင်နေဆိုတော့3-0ဖြစ်တဲ့ job done ဖြစ်ပြီးတော့မှမထင်မှတ်ပဲနဲ့ brighton ကို chance ပြန်ပေးပြီးတော့ဒါ dandy webber webber ကတော့အသင်းကြီးနဲ့တွေ့တန်း900လက်တိုင်းပဲဒါ brighton အတွက်84မှာ dire free kick ကနေစပြီးကန်တယ်နောက်အဲ့ကနေမှ attack glow group က attack d glow group ကခေါင်းတိုက်ပြီးတော့90မှာကန်ပေမဲ့ brian အပွေးမိုးနောက်ထပ်တစ်ခုကိုလှလှပပကန်သွင်းလိုက်လို့4-2နဲ့နိုင်သွားတယ် united က3ပွဲဆက်တိုက် brighton ကိုအင်ကွင်းမှာရှုံးတာတွေကိုအဆုံးသတ်သလို့ ဒါအခုဆိုရင်အမ်ပွေးမှုကပရီးမီယာလီဂ်မှာ၄ဂိုးသွင်းထားပြီးတော့သူ့ရဲ့အကောင်းဆုံးပုံစံကိုဆက်ပြီးထိန်းထားပြီးတော့ Manchester United ကအိမ်ကွင်းမှာ back to back ၄ပွဲဆက်တိုက်နိုင်တယ်ပရီးမီယာလီဂ်မှာပထမဆုံးချိန်၃ပွဲဆက်တိုက်နီးပြတဲ့လက်ထက်မှာနိုင်ပွဲရတယ်တစ်ဖက်မှာ Newcastle United က Fulham ကိုအိမ်ကွင်းမှာ2-1နဲ့နိုင်တယ်ဒီပွဲက all the way နောက်ဆုံးချိန်ထိရောက်သွားခဲ့တဲ့အချိန်နဲ့ကစားခဲ့တဲ့ Newcastle ကဥဆောင်ကိုသွင်းတယ်တကယ်လည်း Newcastle ကပွဲကိုထိန်းချုပ်ထားပေမဲ့ Fulham ကလည်းသူ့ရဲ့တံပြန်ကောင်းတာတွေတော်လေး းကောင်းတယ်ဒီညမှာယူကာဆယ်ကဒါဘယ်လိုပြောမလဲဂျိတ်ကော့မာဖီဦးဆောင်ကိုတွင်းပြီးတော့မာဖူအန်ကဆာဆာလတ်စစ်ကလတ်စစ်လတ်စစ်က56မှာတကူပြန်ချေတယ်ဝမ်ဝမ်ဖြစ်သွားပြီးတော့မှယူကာဆယ်အနိုင်ရဖို့အဲ့တော့ချက်စီပြဗော်တာမန်တလေးရတယ်ဘူနိုကူမာရစ်ပါဝင်ချက်စီအများကြီးကိုယူကာဆယ်ဖြုံးတိပြီးတော့မှပွဲပီးကန်ဒီ injury တိုင်းရောက်မိနစ်60အပြည့်မှာ ်တင်းကောင်းဆောင်ဘူနိုခီမရက်စ်ကနောက်ကျကိုကယူကာဆယ်ကိုနိုင်ပွဲအိမ်ပွဲမှာရလက်ကောင်းစီခဲ့ပြီး2-1နဲ့နိုင်သွားတယ်ဆိုတော့လန်ဒန်မှာကန်နဲ့နောက်ဆုံးပွဲမှာလီဗာပူးကဘရန်ဖို့ကိုမထင်မှတ်ပဲနဲ့3-2နဲ့ရှုံးသွားတယ်ဆိုတော့အဲ့မတိုင်နေကလီဗာပူးကနောက်ဆုံး၄ပွဲဆက်ပြိုင်ပွဲဆိုမှရှုံးထားတယ်အဲ့ဒါကိုမှအိုက်ထရန်ဖရန့်ဘက်ကိုသူတို့ပြန်နိုင်တော့ငါးပွဲမှာ၄ပွဲရှုံးတယ်ပရီမီယာလိမှာဘတ်တူပဲ၃ပွဲဆက်ရှုံးထားတယ်ဒီနေ့လီဗာပူးမှာဘာအပြေမှမရှိဘူးတိုက်စစ်ကဆာလတ်ကိုပြန်ထည့်လိုက်တယ်ဒါပေမဲ့ ခန်စစ်ဟာရှိတ်ကြီးဖြစ်နေတဲ့ဗန်ဒိုက်နဲ့ခနာတစ်ဆော့ဂစ်ဖြစ်တဲ့ခါကစ်ကလည်းအာမကိုရရိုက်ဘက်ကဒါကော်နာပရက်တလူကလည်းမယုံတစ်ချိန်ထဲမှာကွင်းလေကခရမန်ဘတ်ထန်လာတဲ့အချိန်မှာဂါတစ်ဂျုံနဲ့ကစားတဲ့ခါတစ်ဂျုံလည်းဒီပွဲမှာထပ်ပြီး injury ဖြစ်တယ်ဆိုတော့သူတို့အတွက်အနာဘောအနာဆင့်တယ်တိုက်စစ်က foreign vast space လုံးဝရှာလို့မရဘူး။ဘာလို့ brand 4ကကွင်းတွေကတစ်ထပ်နှစ်ထပ်ခန်းစစ်၃ယောက်၄ယောက်တန်းအမမ ဒီဝင်းပတ်တီကတော်တော်လေးအာရနဲ့ခါယိုတီကတော်တော်လေးကောင်းတယ်သူပြင်ခါယိုတီကအတကင်ပို့လိုက်တယ်တိုက်စစ်ကနောက်ဘရန်ဖို့ကလောင်းသူတို့တော်တော်ကောင်းတယ်ပြီးခဲ့တဲ့2024ကနေ25အတွင်းကနေလက်ရှိချိန်ထိလက်ပစ်ဘိုးကနေရှစ်လုံးကိုသွင်းထားတယ်အဲ့ဒါကတော်တော်ကောင်းတယ်ပွဲစတဲ့ကလီဗာပူးဦးဆောင်ကိုပေးလိုက်ရတယ်ဒန်ဂိုအိုထာရာကဦးဆောင်ကို9မိနစ်မှာသွင်းတယ်နောက်ပထမပိုင်းပြီးခဲ့ပြီးမှပဲရှာကေဗင်ရှာတာပေးတာကိုကေဗင်ရှာတာကဒီ ဒမ်စကပ်ပေးတာကနေဒုတိယကိုသွင်းပြီးတော့ပွဲက Brentford ပွဲဖြစ်နေပြီ။ဒါပေမဲ့အမှပထမပိကနေမှာ Milos Kakic ပြန်ချေလို့1-1ဖြစ်သွားတယ်။ဒီမှာပွဲအတွင်းမှာ controversial decision တွေရှိတယ်။ Liverpool ပေးရတဲ့ penalty ဆိုရင်နည်းနည်းတော့ harsh ဖြစ်တယ်ဗျာ။မိနစ်60မှာပေးလိုက်တဲ့ penalty အေရီယာထဲမှာထိသွားတယ်။ဒါပေမဲ့ offside ထိတယ်ဆိုပြီးပထမအပြေးမှာထိဆိုကိုယ်လက်တက်ကြီးက foul ပေးတယ်ဒါပေမဲ့ VAR ကပြန်ပြီးကြည့်ပြီးတော့ penalty ပေးလို့ Thiago တွင်းတယ်ဒါပေမဲ့ Salah ကဟိုဘက်က Gakpo တို့ဘယ်သူမှကြော်လို့မရဘူးနောက်ပိုင်းမှာ Ankou Mohawk တို့ခီးစားတို့ဝင်လာပေမဲ့အဆုံးသတ်မှာ89မှာဒီ Somos Sign ပြတာကဒီ Salah အယူသွင်းမြင့်တဲ့ quality တကူတွင်းတယ်ဒါသူ Champions League မှာ Atletico Madrid နဲ့တွင်းပြီးနောက်ပိုင်းဒါပထမဆုံးချိန်ကိုပြန်တွင်းတာဖြစ်ပြီးတော့ ိုက်ကန်ဒီပါစီနောက်ဆုံးမှာဘရန်ဖို့ကအနိုင်ကိုကိုထိမ့်ပြီး3-2နဲ့နိုင်သွားတယ်။လီဗာပူးကပရီးမီးယားလိမှာ၄ပွဲဆက်တိုက်ရှုံးသလိုဒါလန်ဒန်မြို့မှာပဲသူ၅ပွဲရှိပြီးရှုံးတာဖြစ်တယ်။အဲရှုံးပွဲကြောင့်ပဲအခုလီဗာပူးကရလက်ထပ်ဆိုးပြီးတော့အခုလောလောဆယ်မှာပရီးမီးယားလိမှတ်ပြီးစရာမှာဘယ်လိုပြောမလဲဆိုတော့မှတ်ပြီးစရာမှာအာဆယ်ကတပွဲရော့ကိုဒါလက်ရှိချိန်ဒီရမှတ်၁၉မှတ်ဖြစ်ထားပြီးတော့ ဘရန်ဖို့ဒီဆန်ဒလန်က16မှတ်ရထားတယ်တန်တက်တင်ကဒုတိယနေရာမှာရှိထားပြီးတော့မန်ချက်စတာစီးတီးက16မှတ်မန်ယူနိုက်တက်က16မှတ်စီးတီးကတော့တပွဲရောအာဆယ်ကတပွဲရော ပြီးတော့မှဘုံမောက်က15မှတ်လီဗာပူးက15မှတ်ပြီးရင်စပယ်စ်က14မှတ်ချက်စီးက14မှတ်ပယ်လစ်က13နဲ့ဘရန်ဖို့ကရမှတ်13ထိ10ထိတက်လာခဲ့ပြီးတော့ဒါအခုလောလောဆယ်အနေထားရတော့ဘယ်လိုပြောမလဲလီဗာပူးအတွက်တော့တကယ်ကိုစိတ်ပြည့်စရာချက်စီးကလည်းနောက်ထပ်အမှတ်ထပ်ရောခဲ့ပြီးတော့ ဘရန်ဖူကလုံးဝ surprise လုပ်သွားခဲ့တယ်ဒီနိုင်ပွဲကြောင့်ပဲဒါပြပြောမယ်လီဗာပူးရဲ့ဘရန်ဖူရဲ့နိုင်ပွဲကြောင့်ပဲလီဗာပူးရဲ့ title challenge ကတော်တော်လေး title race ကတော်တော်လေး pressure ဖြစ်သွားတယ်ဟာလန်ကတော့ဂိုးများဆုံးတွင်ထားပြီးတော့စမန်ဂျိုးနဲ့အတူဖီယာဂိုက6ဂိုးတွင်ထားပြီးတော့ဒါအခုလောလောဆယ်မှာဒါဘရန်ဖူက surprise side ကို Chelsea Liverpool ရှုံးပွဲတွေ့ပြီး Newcastle United နိုင်ပွဲ Newcastle နဲ့ Manchester United တို့နိုင်ပွဲကိုစီကြခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်